မင်္ဂလာပါဒီဗီဒီယိုမှာ Omega 3ဆိုတဲ့ငါးကြီးစီနဲ့ Omega 369လို့ခေါ်တဲ့ supplement ပေါ့နော်ဘာကွာလဲဘယ်ဥစ္စာကိုရွေးချယ်ရမလဲဆိုပြီးခဏခဏလေ့မိတာလည်းရှိတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းငယ်ရှင်းပြပေးပါမယ် Omega 3အကြောင်းတော့ကျွန်တော်အရှင်းမှာဗီဒီယိုလေးတခုပြောထားတယ်အဲ့ဒီမှာသိချာနားထောင်ပါအဲ့တော့ Omega 6ကြတော့ကျွန်တော်ခဏခုမှလိုအပ်တဲ့အဆီဓာတ်တစ်မျိုးပဲဒါပေမဲ့ခဏခုမှအများကြီးမလိုအထူးသဖြင့်တော့ကျွန်တော်တို့ဟင်းနီဟင်းရွက်အဆီတွေ နေကြစီတွေတန်လွင်စီတွေနှမ်းစီတွေပေါ့နော်ဒီလိုအစီတွေမှာတော်တော်များများပါလေးရှိတယ်ကျွန်တော်နှလုံးကျန်းမာရေးအတွက်လိုအပ်တဲ့လုံလောက်တဲ့ပမာဏရှိရင်ကောင်းတယ်ကျွန်တော်အရိုးအစစ်တွေအတွက်ကောင်းတယ်နောက်တစ်ခုကကျွန်တော်ရဲ့အသားရည်တွေစံသားတွေအတွက်လည်းအကျိုးရှိတယ်ဒါပေမဲ့လိုတာထက်ကိုပိုလာတဲ့အခါမျိုးမှာကျွန်တော်တို့ခန္ဓာကိုယ်မှာနှလုံးသွေးကြောခြင်းတဲ့လူတွေသွေးထဲမှာအဆီဓာတ်တွေများပြီးကမောက်ကမဖြစ်နေတဲ့လူတွေအဝါလွန်တဲ့လူတွေဝေချဖို့ကြိုးစားနေတဲ့လူတွေ တွေးတိုးရှိတဲ့လူတွေဒါမှမဟုတ်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာ chronic inflammation လို့ခေါ်တဲ့ရောင်ရမ်းခြင်းဖြစ်စဉ်တွေများနေတယ်ဥပမာအဆင့်မြင့်ရောင် arthritis လို့ခေါ်တဲ့အဆင့်မြင့်ရောင်ကြိုက်ခဲတဲ့လူတွေအရေပြားမှာဆို psoriasis လို့ခေါ်တဲ့ပွေးနှင်းမှုတွေလိုမျိုးကိုယ်ခံအစနစ်နဲ့ဆိုင်တဲ့ရာနာပုံစံမျိုးတွေအရေပြားပြဿနာတွေပေါ့ဗျာအဲ့တော့အဲ့လိုပုံစံမျိုးဖြစ်နေတဲ့လူတွေအတွက်ကြတော့ omega 6က မလိုအပ်ပါဘူးလိုတာထက်ပိုပြီးများနေတယ်ဆိုရင်ခုနပြောတဲ့ဆိုဂျိုးတွေအကုန်လုံးတန်းစီပြီးတော့ဖြစ်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့ခုစဉ်းစားမှာ Omega 3ရော Omega 6ရောနှမျိုးလုံးက Omega 9မှာပေါ့နော်အကုန်လုံးက supplement မှာ supplement ဆိုတာဖြည့်စွက်ဈေးပါပါကျွန်တော်တို့နေ့တင်စားနေတဲ့အစားအစာတွေတဲမှာမှဒီဓာတ်တွေချိုးတဲ့တယ်ဆိုရင် ဖြည့်စွက်တဲ့အနေနဲ့တောက်ရတဲ့ဈေးတွေပါအဲ့တော့ ကျွန်တော်တို့မှာ omega 3ရတော့သိကြတယ်ကျွန်တော်တို့မှာ sardine တို့ salmon တို့အဲ့လိုငါအစီများတဲ့ငါးကြီးစီးတွေမစားနိုင်တာဖြစ်တဲ့အတွက် omega 3ရစားလို့ရတယ်ထည့်ပြီးတော့ထည့်စားလို့ရတယ်အရှိဗီဒီယိုလေးမှာကျွန်တော်ပြောပြထားတယ်ဒါပေမဲ့ omega 6ကြတော့ကျွန်တော်ခုနပြောခဲ့သလိုမျိုးပဲဟင်းနီဟင်းရွက်စီဆိုတာမြေပဲစီဆိုတာကကျွန်တော်တို့ဗမာလူမျိုးတွေနေ့တတူကစားနေတဲ့ဟင်းနေတဲ့မှာအများကြီးပါပြီးသားပါเนาะဘယ်သူမှစီလုံးဝမစားဘဲနေတဲ့လူတွေမရှိပါဘူးဆိုတဲ့တဘောကကျွန်တော်ရဲ့ personal အမြင်မှာတော့ဒီကျွန်တော်တို့ဗမာနိုင်ငံမှာရှိတဲ့ဗမာလူမျိုးတွေ ဗမာထမင်းစားနေတဲ့လူတွေအဖို့တော့ဗျာ Omega 6ကထွေထူးချိုးတဲ့နေတဲ့အကြောင်းမရှိဘူး။ဒါကြောင့်မို့ကျွန်တော်တို့ supplement ဆိုတဲ့တဘောကလိုအပ်တဲ့ဥစ္စာကိုဒါရွေးချယ်ပြီးတောက်သုံးဖို့အကြံပြုလိုတယ်။ဥပမာ Omega 3လိုတယ်ဆို Omega 3တောက်ပါ6လိုတယ်ဆိုရင်6တောက်ပါကျွန်တော်တို့ Omega 3နဲ့ Omega 6နဲ့ Omega 9နဲ့ဆိုပြီးအကုန်လုံးယောဂတော်ကရောပြီးတော့တောက်ကြရမလိုပါဘူး။အဲ့တော့ Omega 3ရဲ့ effect ကိုကောင်းတဲ့ effect ကိုလိုချင်3ကို တီးခြားသဖို့အတွက်ကိုတိုက်တွန်းအကြံပြုလိုတယ်အဲ့တော့ခန္ဓာကိုယ်ကအိုမီဂါ6လိုအပ်နေတယ်ထင်တော့အိုမီဂါ6တောက်ပါတကယ်လို့မသေးကြရင်တော့အဆရာဝန်နဲ့တိုင်ပင်ပါအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်